ရှမ်းပြည်နယ်တောင်ပိုင်းရောင်ရှင်မြို့နယ်ဖေကုံအင်းအရှိဘက်ကမ်းမှာရှိတဲ့ရေဘူးကျေးရွာနဲ့ဖျားတောင်ကျေးရွာကိုစစ်ကောင်စီကအင်အားတစ်ထောင်လောက်နဲ့စစ်ကြောင်းထိုးပြီးတော့ညနေလောက်မှာအရက်သားနေအိမ်တွေကိုမိရှုဖျက်ဆီးနေကြောင်းအင်းလေးပြည်သူ့ကာကွယ်ရေးတပ်မတော် IPTF တိုင်ရင်1339ကမနေ့ကဇွန်လ2ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်အင်အားတစ်ထောင်လောက်ပါတဲ့စစ်ကောင်စီနဲ့ပအိုးတပ်တွေဟာစစ်ကြောင်းထိုးလာတဲ့အပြင်မှာလက်နက်ကြီးအလုံး100ကျော်လောက်နဲ့ပစ်ခတ်ပြီးတော့ထိုးစစ်ဆင်လာတဲ့အတွက် အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF 13339ကိုတပ်ရင်းနဲ့တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။အင်းအားမများတဲ့အတွက်မနေ့ကညနေပိုင်းမှာ ရေဘူးကြီးရွာနဲ့ဖျားတောင်ကြီးရွာတို့ကနေအထိခိုက်မရှိဆုတ်ခွာခဲ့တယ်လို့ IPDF ကမနေ့ကဇွန်လ2ရက်နေ့မှာပဲထုတ်ပြန်ခဲ့ပါတယ်။တော်လိုင်းတပ်တွေဆုတ်ခွာပြီးတဲ့နောက်မှာရေဘူးကြီးရွာနဲ့ဖျားတောင်ကြီးရွာကိုစစ်ကောင်စီတပ်နဲ့ပအုပ်ပြည်သူစစ်တပ်တွေဝင်ရောက်ခဲ့ပြီးတော့ရေဘူးကြီးရွာမြောက်ဖက်ချမ်းနဲ့ဖျားတောင်ကြီးရွာတွေမှာနေထိုင်တဲ့ဥစော်စော်ထွန်း ဥရကျော်ဥအောင်လင်းဦးနဲ့ဥကျော်နိုင်ဦးတို့အိမ်တွေကိုမိရှုပ်ခဲ့ပါတယ်ဘေးပတ်ဝန်းကျင်နေအိမ်တွေကိုလည်းမိကူးဆက်ခဲ့တဲ့အတွက်ကြောင့်နေအိမ်ဆယ်လုံးထက်မနည်းမိလောင်ဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီရဲ့ပြန်ကြားရေးစာမျက်နှာတွေဖြစ်တဲ့ကျေးမုံနဲ့မြမအလင်းသတင်းစာတွေကတော့ဇွန်လ3ရက်နေ့ထုတ်သတင်းစာမှာအဲ့ဒီမိရှုပ်ဖြက်စီးမှုတွေဟာ KNDF နဲ့ PDF တွေ လုတ်ခဲ့တာလို့យေသထားပါတယ်ပြီးကြတဲ့မေလ9ရက်နေ့ကလည်းဖေကုံအင်းအရှိတ်ဘက်ကံကကြေးရွာတွေကိုပြန်လည်ရဖို့အတွက်စစ်ကောင်စီကအင်အား600ကျော်နဲ့စစ်ကြောင်းထိုးခဲ့ပါတယ်မေလ15ရက်နေ့အထိတော်လှန်ရေးတပ်ဖွဲ့တွေနဲ့10ရက်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်သား20နီးပါးတိုက်ဆုံးခဲ့တဲ့ပြင်မှာထိခိုက်ဒဏ်ရာအများအပြားရရှိခဲ့တယ်လို့လည်းရှမ်းတောင်ဘျူဟာတစ်ကထုတ်ပြန်ထားပါတယ် KIA ရဲ့ဗမော်ထိုးစစ်နဲ့ AA ရဲ့ကြောက်ဖြူထိုးစစ်ကို ရက်တက်မှုတရုတ်အထူးကိုယ်စားလှယ်တိတ်ရှိကျွန်းကဖိအားပေးနေတယ်လို့အေယာဝရီသတင်းဌာနကရေးသားပါတယ်။သတင်းရင်းမြစ်တွေအနေနဲ့တိုင်းရင်းသားလက်နက်ကင်တွေနဲ့နှိစက်တဲ့အမိမဖော်လို့သူတူလို့ဖော်ပြထားပါတယ်။မေလကုံပိုင်းမှာတရုတ်အထူးကိုယ်စားလှယ်တိတ်ရှိကျွန်းနဲ့တိုင်းရင်းသားလက်နက်ကင်အဖွဲ့နှစ်ဖွဲ့တို့တီးကြားစီတွေ့ဆုံခဲ့ကြပြီးတရုတ်ကတဖွဲ့စီကိုတီးကြားစီဖိအားပေးခဲ့တာလို့ဆိုပါတယ်။ TM Media အနေနဲ့တိုင်းရင်းသားလက်နက်ကင်အဖွဲ့တွေရဲ့အတီးပြုတ်ချက်တော်လကောအေယာဝရီမဟုတ်တဲ့ ဒုတိယသတင်းရင်းမြစ်တစ်ခုခုရဲ့အတီးပြည့်ကျက်တော်၎င်းအခုထိမရသေးပါဘူး KIA ရဲ့ဗမော်ထိုးစစ်ဟာလာရှိုးတိုက်ပွဲနောက်ပိုင်းမှာအထူးရေးပါတဲ့တိုက်ပွဲကြီးတစ်ခုဖြစ်ပါတယ်တရုတ်နယ်စပ်နဲ့မိုင်60ပဲကွာဝေးပါတယ်ရန်ကုန်နဲ့ပဲခူးလောက်တောင်မှမဝေးပါဘူး AA ကအပြင်းထန်ထိုးစစ်ဆင်ပြီးတော့အောင်ပွဲရနေတဲ့ကြောက်ဖြူဒေသဟာလည်းတရုတ်တဘာဝတန်းခွေဆက်ယုံနေရှိတယ်လို့ကြောက်ဖြူရင်းနဲ့စိတ်ကန်းရှိတဲ့နေရာလည်းဖြစ်ပါတယ်တေယုတ်ရင်းနှီးမြှုပ်နှံမှုအများအပြားရှိတဲ့အတွက်တေယုတ်အတွက်အရေးပါတဲ့နေရာတစ်ခုပါမကြာခင်တော့ကဖြစ်ပွားခဲ့တဲ့ကြောက်ဖြူအနီးတိုက်ပွဲမှာ တရုတ်လူမျိုးလုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုတိုင်း drone ကင်ပြီးတော့တိုက်ပွဲမှာပါဝင်ခဲ့တယ်လို့ Naren စရာသတင်းဌာနကရေးသားပါတယ်။ဒဇယ်မြို့နယ်မှာကင်းလက်လာတဲ့စစ်သားနဲ့ပြူစောထီးတွေကိုဇွန်လ2ရက်နေ့မနက်9:30နာရီအချိန်မှာပြည်သူ့လူမျိုးရေးတပ်မတော် PLA နဲ့မဟာမိတ်အဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ပြည်သူ့လူမျိုးရေးတပ်မတော် PLA က တရင်ထုတ်ပြန်ထားပါတယ်ဒဇယ်မြို့နယ်အတောကြီးရွာမှာအထိုင်းချထားတဲ့စစ်ကောင်စီစစ်သားတွေနဲ့သူတို့ရဲ့လက်အောက်ခံပြူစောတိတချို့တဲကုံကြီးရွာဘက်ကိုကင်းလက်ထွက်လာချိန်မှာ PLA နဲ့မာမိတ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာပါတိုက်ခိုက်မှုကြောင့်စစ်ကောင်စီဘက်ကနှစ်ပွင့်ဘူအရာရှိတဦးအပါဝင်၈ယောက်တိတ်ဆုံးပြီးတော့ကာပိုင်တနက်နှစ်လက်နဲ့ခရဲတချို့ကိုတိတ်ဆီးရမိခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီကြားဖြတ်တိုက်ခိုက်မှုကို PLA အပြင်မှာဒဇယ်မြို့နယ်ပကဖတိုက်နယ်နှစ်ပကဖရေဦးပကဖနဲ့ပူပေါင်းပြီးတော့ မဟာမိတ်အဖွဲ့တွေကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မပြည့်ပြတ်သေးတဲ့ငလျင်နောက်ဆက်တွဲလုပ်ငန်းတွေနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေကိုဆက်လက်ပြီးတော့ဆောင်ရွက်နိုင်ဖို့အတွက်တစ်ဖက်သက်အပြည့်ရကာလကိုနောက်ထပ်တစ်လတတန်းတိုးရဲလို့ မြောက်ပိုင်းညီနောင်မာမိတ်သုံးဘွယ်ကထုတ်ပြန်ကြေညာလိုက်ပါတယ်စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာကိုကိုကိုခုခံကာကွယ်ပြီးတော့တုံ့ပြန်တာတွေကလွဲလို့စတင်ထိုးစစ်ဆင်တိုက်ခိုက်တာမျိုးမလုပ်ပါဘူးလို့လည်းညီနောင်မာမိတ်သုံးဘွယ်ကဆိုပါတယ်တစ်ဖက်သက်အပြည့်ရကာလကိုဇွန်လ၁ရက်ကနေပြီးတော့ဇွန်လ30ရက်အထိတက်တန်းတိုးတာဖြစ်ပြီးတော့ဒီတစ်ခေါက်တက်တန်းတိုးတာဟာတတရအကြိမ်မြောက်ဖြစ်ပါတယ်စစ်ကောင်စီဘက်ကလည်းယာယီအပြစ်ခတ်ရစရေးကာလတက်တန်းတိုးတာ အခုဆိုလို့ရှိရင်၄ချိန်မြောက်ရှိပါပြီဇွန်လ30ရက်နေ့အထိတိုးထားပါတယ်နှစ်ဖက်စလုံးကအပြည့်ရပါတယ်လို့အကြိမ်ကြိမ်ကြေညာပြီးမဲ့နောင်ချုံမြို့မှာ TNL နဲ့စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားနေတယ်လို့မြန်မာနိုင်ငံတခြားနေရာအနှံ့အပြားမှာလည်းစစ်ကောင်စီကလေကြောင်းကနေပြီးတော့နေစဉ်ဘုံကျဲနေတဲ့အပြင်မြေပြင်ကနေလည်းထိုးစစ်ဆင်တာတွေပြုလုပ်နေပါတယ်အပြစ်ခတ်ရက်ဆဲတာနဲ့မရက်ဆဲတာဟာလက်တွေမှာဘာမှထူးခြားမှုမရှိပါဘူးရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်စစ်မှုဆောင်တက် စက်မှုသုံးလမ်းမှာဖွင့်လှစ်ထားတဲ့မြန်မာ Posterian စက်ရုံကအထယ်ကျုပ်စက်ရုံအလုံသမားတွေဟာ DJ 1300တောင်ကျက်တိုးမြင့်ရရှိဖို့အတွက်ဒီနေ့ဇွန်လ3ရက်နေ့မှာတောင်းဆိုဆန္ဒပြနေကြတယ်လို့ Solidarity Trade Union မြန်မာကဖော်ပြထားပါတယ်။စက်ရုံအလုံသမားတွေရဲ့တောင်းဆိုချက်တွေကလောက်ခနေရက်ကြီး1300ကျက်ရမန်ကြီး6000ကျက်နဲ့အချိန်ဘူကြီးတနာရီ2500ကျက်တိုးမြင့်ပေးဖို့တောင်းဆိုနေကြတာဖြစ်ပါတယ် လက်ရှိအခြေအနေမှာတော့ဆက်ရုံအလုပ်သမားတွေရဲ့လောက်ခလာစာတုံးမြင့်ရေးအပါအဝင်တောင်းဆိုချက်တွေကိုဆက်ရုံအတွင်းမှာညှိနှိုင်းမှုလုပ်နေတယ်လို့ဆိုပါရယ် Adidas ဖက်နက်ထုတ်လုပ်တဲ့ချမ်းကြီးဆက်ရုံအလုပ်သမားတပိတ်အောင်ပွဲဆင်ခဲ့ပြီးတဲ့နောက်မှာအလုပ်သမားတပိတ်တွေထပ်မံပြီးတော့ပေါ်ပေါက်လာတာဟာအခုဆိုလို့ရှိရင်တရားစင်ထက်မနေရှိသွားပါပြီကြည်ချင်းပြည်နယ်ချီဖွေမြို့မှာမေခမြည်တက်လာတာကြောင့် အနိုင်မိုင်းတွေရင်းနစ်မြုပ်နေပြီးတော့ဇွန်လ3ရက်နေ့ဒီနေ့မှာတောင်ကြီပါဆင်းလာတယ်လို့ဆိုပါတယ်။မေလ30ရက်နေ့ကမြေရေတက်ပြီးတော့31ရက်နေ့မှာမြေရေရှန်လာကြောင်းနေအိမ်တွေပျက်စီးခဲ့ပါတယ်။နေအိမ်10လုံးလောက်ရေထဲမျောပါသွားခဲ့တယ်လို့လူဦးရေ800လောက်ရေဘေးတစ်ခွက်ကျုံနေရပါတယ်။လမ်းတွေပိတ်ကုန်တာကြောင့်ကုန်စည်လည်းပြတ်လတ်နိုင်တဲ့အခြေအနေကြုံတွေ့နေရပါတယ်။မေခမြစ်ဘေးကရစ်လော့ခေါင်ရက်ွက်နဲ့ ကမ်ပိုင်ရန်ရက်ွက်ကဒေသခံတွေရဲ့နေအိမ်စစ်ဘေးရှောင်ပြည်သူတွေရဲ့နေအိမ်တွေမျောပါသွားခဲ့တာလို့ဆိုပါတယ်ချီဖွေမြို့မှာပြီးခဲ့တဲ့တနှစ်ကထက်မေခမြည်ရတက်တာအရှိန်မြန်တာကြောင့်ရေဘေးတဲ့ဒေသခံတွေအစားတောက်တဲ့ရေဘော်အကူအညီတွေလိုအပ်နေပါတယ်မေလ23ရက်နေ့ကစပြီးတော့ချီဖွေပန်ဝါဆော့လော်လန်ဆယ်ဒေသတွေမှာမိုးတက်တက်ထန်ထန်ရွာသွန်းတာကြောင့်ဆစ်ဆောင်စကန်ဒေသခံနေအိမ်တချို့အပါအဝင်လူသေးဆုံးမှုတွေလည်းရှိနေကြောင်းသိရပါတယ် ဒါအပြင်ကြီးဖွေးဝိုင်းမော်လမ်းမိုင်း300လောက်မြေပြိုခဲ့တာကြောင့်ရင်ငယ်တွေပဲအဲ့ဒီလမ်းကိုအသုံးပြုလို့ရတယ်လို့သိရပါတယ်ကြီးဖွေးပန်းဝါလမ်းမိုင်းမှာတော့လမ်းမိုင်းမြေပြိုလို့ဘယ်ရင်မှဖြတ်တန်းသွားလာလို့မရဘဲနဲ့ကုန်စည်တချို့လဲပြက်လက်နေပါပြီကြီးဖွေးဝိုင်းမော်လမ်းမှာတော့ဝါဖောင်နဲ့ဖြတ်တန်းလို့ရနေသေးပြီးတော့လူတယောက်ကိုဖြတ်တန်းကကြက်9000နဲ့ဆိုင်ကယ်တစ်စီးကိုကြက်တက်သောပေးပြီးတော့ဖြတ်တန်းသွားလာနေကြပါတယ်စစ်ကောင်စီရဲ့မိုးလေဝသဌာနကတော့မြေကြီးနားမြို့မှာ ်အေရီမြည်ရေကနောက်တည့်ရက်အတွင်းတပေခွဲတော့ထတ်တက်လာနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်ဂါဇာတောင်ပိုင်းဒေသရာဖာမြို့မှာလူမှုကေဇယ်ရေးအဖွဲ့ကဖြန့်ဖြူးပေးနေတဲ့ရိတ်ခါရဖို့ဆောင်ဆိုင်နေတဲ့ပါလက်စတိုင်းတွေကိုအစ္စရေးစစ်တပ်ကပစ်ခတ်ရမှာအနည်းဆုံး28ယောက်သေဆုံးခဲ့ပါတယ်ရိတ်ခါဖြန့်ဝေပေးနေတဲ့လူမှုကေဇယ်ရေးအဖွဲ့ကဂါဇာ humanitarian foundation ဖြစ်ပြီးအမေရိကန်နဲ့အစ္စရေးတို့ရဲ့ထောက်ခံမှုနဲ့ကေဇယ်ရေးလုပ်ငန်း လှုပ်ဆောင်ပြီးတော့ပစ္စည်းတွေဖြန့်ဝေပေးနေတာဖြစ်ပါတယ်။အစ္စရေးကတော့ကယ်ဆယ်ရေးရိတ်ခါလာယူနေတဲ့လူတွေကိုအစ္စရေးစစ်တပ်ကစောင့်ဆိုင်းပစ်ခတ်တယ်ဆိုတာမဟုတ်မှန်ကြောင်းညှစ်ဆန်ပါတယ်။သူတို့ကမတင်ကားတဲ့သူတွေကိုတွေးလို့သတိပေး6လက်ပစ်ခတ်ခဲ့ရမှာဘာမှအကြောင်းပြန်ဖြေကြတာမျိုးမလုပ်တဲ့အတွက်တန်တရာရှိစရာလူတွေမို့လို့ပစ်ခတ်တပ်ဖြတ်ခဲ့တာလို့ဆိုပါတယ်။အဲ့လိုလားတူပစ်ခတ်တပ်ဖြတ်မှုမျိုးဟာဒီတစ်ပတ်အတွက်မှာပဲ၃ချိန်ရှိပါပြီ။ကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီယိုဂူဒရက်စ်က မေလ29နေ့နောက်ပိုင်းဂါဇာ Humanitarian Foundation အနီးအနားမှာလုပ်တဲ့ပြစ်ခတ်မှုတွေနဲ့ပတ်သက်ပြီးတော့လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးလုပ်ဖို့တောင်းဆိုထားပါတယ်။တူရကီနိုင်ငံ Istanbul မြို့မှာလုပ်တဲ့ရုရှားနဲ့ Ukraine အစစ်မြင့်ခေါင်းဆောင်တွေရဲ့ဆွေးနွေးပွဲဟာတနာရီတောင်မကြာလိုက်ဖက်နဲ့ဆုံးသက်သွားပါတယ်။ရုရှားဘက်ကတောင်းဆိုချက်က Crimea အပြင်တခြားဒေသ၄ခုဖြစ်တဲ့ Luhansk, Donetsk, Zaporizhia, Kherson ဒေသတွေကနေပြီးတော့ ယူကရိန်းတပ်တွေလုံးဝဆုတ်ခွာပေးရမယ်လို့ဆိုပါတယ်။ဒါ့အပြင်ယူကရိန်းက NATO အဖွဲ့ထဲမှာမဝင်ရဘူးလို့လည်းတောင်းဆိုထားပါတယ်။အဲ့ဒီဒေသ၄နေရာမှာစစ်တပ်နေရာချထားတာတွေထပ်မလုပ်ဖို့နိုင်ငံသားရဲ့စီးရေးအကူအညီကိုမယူဖို့ဂျိုဒုထောင်လိုင်းရင်းနဲ့မြေပြင်ထောင်လိုင်းရင်းတွေမလုပ်ဖို့ကိုလည်းတောင်းဆိုထားပါတယ်။ရပ်ပေါင်းတရာအတွင်းယူကရိန်းသမရရွေးကောက်ပွဲနဲ့လွှတ်တော်ရွေးကောက်ပွဲလောက်ရမယ်လို့လည်းတောင်းဆိုထားပါတယ်။ယူကရိန်းကတော့ရုရှားတောင်းဆိုချက်စာတမ်းကိုသုံးသပ်ဖို့အချိန်ယူရအောင်မယ်လို့ဆိုပါတယ်။ဒါ့အပြင် ယူကရိန်းသမ္မတဇလန်စကီနဲ့ရုရှားသမ္မတပူတင်တို့တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှာသာအပြေထွက်မယ်လို့လည်းဆိုနေပါတယ်။ဇွန်လ3ရက်နေ့နောက်ဆုံးရသတင်းတွေကို TM Media ကနေပြီးတော့တင်ပြပေးနေတာဖြစ်ပါတယ်။